မင်္ဂလာပါရှင်ကျမတို့ဖူအီအီနွယ်ပါ DV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်အေးစိမ်မြို့နယ်မှာဖွင့်လှစ်ထားတဲ့တရုတ်နိုင်ငံသားပိုင်း Grand Color Fashion အထည်ချုပ်ဆက်ယုံကအလုရှင်ကောင်းချောင်ဖိအားပေးလက်မှတ်ရေးထိုးခိုင်းတဲ့အခြေအနေနဲ့ပတ်သက်ပြီးလူမှုကွန်ရက်ပေါ်တင်လို့ဆိုပြီးသွေးစည်းညင်ညွတ်သောတမကများအဖွဲ့ချုပ် SDUM နဲ့အလုထုတ်ထားတဲ့မြို့သမီးတယောက်ကိုတရားစွဲဆိုလိုက်တယ်လို့နှိဇက်သူတွေကပြောပါတယ် အဲ့လိုစက်ရုံပိုင်ရှင်ကောင်းကြောင် PRP လက်မှတ်ရေးထိုးခိုင်းတဲ့ဖြစ်စဉ်ပေါက်ကြားခဲ့တာကြောင့်စက်ရုံကအလုသားတက်မှတ်ကအလုသမားတက်မှတ်ကဥက္ကဋ္ဌမမေလာပြီမို့ အလုံမှုဆောင်မက်ခိုင်စင်ဝင်နဲ့မက်အေးမြနန်းနာတမကအတွင်ရမှုမက်အေးမြက်ခိုင်တို့ကိုဧပြီလ22ရက်ညနေ3:00နာရီခွဲလောက်ကရက်ွက်အုပ်ချုပ်ရေးမှုနဲ့အတူအရက်ဝစ်လူတွေကအင်းစင်ရွာမှာရဲစခန်းစီဖမ်းဆီးခေါ်ဆောင်ပြီးအမှုဖွင့်တရားစွဲဆိုခဲ့တယ်လို့ SCUM နဲ့အတူအလို့ရှင်နဲ့အမှုအခင်းဖြစ်နေတဲ့အမျိုးသမီးလောက်သားကိုပါ66ကကြီးနဲ့ထပ်ပြီးတရားစွဲဆိုလိုက်တာလို့သိရပါဗျာ။ page admin ကိုဦးတီတရားဆွဲပေမဲ့အမိတက်မရတော့ကိုယ့်နာမည်နဲ့ပဲတရားဆွဲဆိုလိုက်တာစကန်းစီသွားပြီးစစ်ချက်လဲပေးပြီးပါပြီဥပဒေကြောင့်အရာကိုရီလုံးဆရာရှိတာကိုဆက်လုပ်သွားဖို့ပဲရှိတယ်လို့ STUM ရဲ့တီထောင်သူဒေါ်မျိုးမျိုးအေးကပြောပါတယ်ရှင်လောင်စာစီစင်းနှုံးတွေရှော့ချမှုအပီတပတ်အကြာမှာတလီတာကို45ကျက်ကနေ65ကျက်အထိပြန်လည်မြင့်တက်လာပါတယ် စစ်ကောင်စီလက်အောက်ခံ73စီတင်သွင်းတူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဟာရန်ကုန်အထိုင်73စီရည်ညွှန်းလက်လီဈေးနှုန်းတွေကိုပြီးခဲ့တဲ့သတင်းပတ်ကကျပ်3000အောက်အထိဆွဲချသတ်မှတ်ခဲ့တာပါအဲ့နောက်တစ်ပတ်အကြာမှာတော့73စီတလီတာဈေးတွေကို55ကျပ်ကနေ65ကျပ်အထိပြန်လည်တိုးမြှင့်သတ်မှတ်လိုက်တာဖြစ်ပါတယ် ဓာတ်ဆီဆေးတွေဟာပြီးခဲ့တဲ့သတင်းပတ်ကတလီတာကို7300ကျော်အထိအကျရှိခဲ့ပေမဲ့အခုတစ်ပတ်မှာ765ကျပ်ပြန်လည်မြင့်တက်လာပြီးဒီဇယ်ဆေးကတလီတာကို240ကျပ်အကျရှိရာကနေအခုတစ်ပတ်မှာ45ကျပ်ကနေ90ကျပ်ကြားပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်ရှင်ငလင်ကြောင့်အထီးခိုက်များခဲ့တဲ့မြို့နယ်တွေမှာငလင်နဲ့ဆက်ဆက်အာမခန့်အမျိုးအစားတွေနဲ့ပတ်သက်ပြီးအာမခန့်ရောင်းချမှုကိုလက်တလောရပ်ဆိုင်ထားတယ်လို့သိရပါဗျ။ဟန်နာသတင်းပေးပို့ထားပါရဲ့ရှင်။ ခလင်လုတ်ခတ်အပြီးမှာတော့မြမအာမခံလုပ်ငန်းကမန္တလေးနေပြည်တော်စားတဲ့ဒေသတွေမှာအာမခံသရှိရာအဆောက်အဦတွေလုပ်ငန်းတွေအကျွတ်ကျငွေဘီလီယံချောင်းနဲ့ GB ပေးလျော်နေပေမဲ့ငလင်နဲ့ဆက်ဆက်တဲ့အာမခံကိုတော့ငလင်လုတ်ခတ်ရာဒေသတွေမှာလက်တလောရောင်းချမှုရဆိုင်ထားတယ်လို့သိရပါတယ်။ဒီလိုကျွန်တော်မန္တလေးမှာဖြစ်ပြီးကြမှာရောင်းလို့ထားရင်လည်းဆိုရင်လည်းဆက်တွေ့လာတယ်။အဲဒါသူတို့ကထားလို့ထားထားပြီးမှလည်းလိုလိုဆယ်သူတို့ကမတည်ငြိမ်နေဘူးလေပြန်ပြီး ပြန်ထူထောင်ရေးလုပ်နေလို့နဲ့ငင်သွားကျွန်တော်လာပြီးတော့လက်ခံဆောင်ရွက်ပြီးမှဆိုပြောထားတယ်အဲ့တော့ဒီလူလည်းအများကြီးပဲသူတို့ကဒါဖြစ်ရင်ဒီလိုရလားဆိုတော့ဘုံလက်ပြီးပြောမှသူတို့ကပြီးကြတယ်လေပြီးရတဲ့ခါကျတော့အခုထားရင်တော့ဆိုကျွန်တော်တို့ထားတာဆက်လွယ်လာရှိတယ်ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကစကိုင်းတိုင်းစကိုင်းမြို့အနီးဗဟိုပြုလောက်ခတ်ခဲ့တဲ့ငလင်ကြောင်းထိခိုက်ပျက်စီးမှုများစွာဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်အမခန်ကုမ္ပဏီတချို့ကတဘာဝပေးအမခန်ရောင်းချတာကိုယာယီရဆိုင်းထားခဲ့တာပါငလင်ကြောင်းနေအဆောက်အဦတွေပြုကြပျက်စီးဆုံးရှုံးမှုများပြခဲ့ပြီး မိမိပိုင်ဆိုင်မှုတွေအတွက်စိုးရင်စိတ်ကြီးမားနေခြင်းအာမခံကုမ္ပဏီတွေကတဘာဝဘေးအာမခံရောင်းချမှုရပ်နားလိုက်တဲ့အပေါ်ပြည်သူအများစုကဝေဖန်ထောက်ပြနေကြပါတယ်။ငလျင်နဲ့ဆက်ဆက် အာမခံကမိအာမခံနဲ့တွဲဖက်ထားနိုင်တဲ့အာမခံအမျိုးအစားပေါင်း၁၇မျိုးထဲမှပါဝင်တာဖြစ်ပြီးမြေကျုံမြေပြိုမိနဲ့ပြိုအပ်ပြက်တာတွေစတဲ့အာမခံအမျိုးအစားတွေဖြစ်ပါတယ်။လက်တလုံးငလျင်နဲ့ဆက်ဆက်အာမခံအမျိုးအစားတွေကို ရန်ကုန်မြို့ကထားလို့ရပြီးငလျင်ကျောက်အထိခိုက်များတဲ့မြို့နယ်တွေမှာတော့ထားလို့မရဘူးလို့အာမခန်ကိုစလဲတယောက်ကပြောပါတယ်။နယ်ရဲတော့ဟိုနယ်အချို့နယ်တွေမှာပြည်ဒီရန်ကုန်လည်းရတယ်။မန္တလေးတွေကလူကြီးတွေအများဆုံးရတယ်။လူကြီးတွေတင်းနေလူကြီးတွေကလည်းပြည်ဒီလူကြီးတွေဆက်ရှင်တက်ပြီးရတယ်။ဆက်ရှင်တက်ပြီးဒီမြို့ပြည်ရတယ်။အဲဟိုဒီနယ်တွေကိုပြည်ရတယ်။ရန်ကုန်ကတော့ပြည်ပါတယ်။ ်လည်းအဲ့ဒါဆက်ပြေအရင်တည်းတင်းတို့ရဲ့ခုပြေလာပြီးတော့ပြီးခဲ့တဲ့မတ်လ28ရက်နေ့စကိုင်းငလင်ကြီးကြောင့်ပြည့်ရွေကျော်တခြားရှိစကိုင်းတိုင်းမန္တလေးတိုင်းနဲ့နေပြည်တော်တို့မှာပြည့်အစီထိခိုက်များခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံမှာအင်အားပြင်းငလင်လှုပ်ခတ်မှုကြောင့်စုစုပေါင်းတိုက်ဆုံသူအရေအတွက်6400ကျော်နဲ့ထိခိုက်ဒဏ်ရာရသူ1000ကျော် ဂလင်ဘေးတင်ပြည်သူတသိန်း9တောင်းကျော်ရှိခဲ့ပြီးနေအဆောက်အုံ9တောင်းကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ဒဗီဗီယာစုစည်းရရှိထားတဲ့အချက်အလက်တွေအရသိရပါတယ်။ကျွန်မဟန္နာပါ။ DV ယူမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မတော့ဖူအီအီနွယ်ပါ။ကြည့်ရှုနာအစင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။